အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါတယ်ရှင်ညီမကဒီတစ်ခါမှဆိုရင်တော့မိတ်ဆွေတို့ကို software လေးထဲမှာမှ root ခွဲသုံးလို့ရတဲ့အကြောင်းလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့က root ခွဲသုံးခြင်းရင်စနစ်ထိန်းသိမ်းခြင်းတွေကိုသွားမယ်စနစ်ထိန်းသိမ်းခြင်းတွေကမှညီမတို့ကတုံးဆွဲသူများဆိုတဲ့ကဏ္ဍလေးကိုရွေးချယ်ပေးလို့ရပါတယ်ဒီတုံးဆွဲသူများဆိုတဲ့ကဏ္ဍထဲမှာဆိုရင်ညီမတို့က software ရ default ထားပေးထားတဲ့အုံနာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ကိုက ဒီလိုမျိုးအုံနာနဲ့မသုံးချင်ဘူးနောက်ထပ် account တစ်ခုဖွင့်ပြီးသုံးချင်တယ်ဆိုရင်တော့ကိုယ်အသုံးပြုမဲ့နာမည်လေးကို D-box လေးမှာရေးပြီးတော့အသုံးပြုအမည်ဆိုတဲ့ box လေးမှာညီမတို့ကသုံးမဲ့နာမည်ကိုရေးမယ်ပြီးတော့ password လေးပေးပြီးတော့ဒီနေရာမှာအဆင့်သတ်မှတ်ခြင်းဆိုပြီးတော့ကိုယ်ပေးခြင်းတဲ့အဆင့်လေးကိုသတ်မှတ်ပြီးတော့မှသိမ့်ပြီဆိုတာလေးကိုနှိပ်လို့ရပါတယ်ဒီတော့ ဒီမှာဆိုရင် အစင်းသတ်မှတ်ခြင်းထဲမှာဆိုရင်ညီမတို့ကအုံနာရှိရယ်ပြီးတော့နောက်ထပ်တစ်ခုက admin ရှိရယ်ဆေးရှိရယ်ဆေးမန်နေဂျာပါချေစတာတွေညီမတို့ရှိရယ်ဒါဒီမှာမှဘယ်လိုမျိုးကွာခြားလဲဆိုရင် အုံနာဆိုလို့ရှိရင်ညီမတို့ကဒီ software ထဲမှာပါတဲ့ category တွေအကုန်လုံးသုံးလို့ရတယ်အယောင်အဝယ်ကွန်ပျူတာစတဲ့ category တွေအကုန်လုံးကိုညီမတို့ကအုံနာနဲ့အသုံးပြုလို့ရမယ် ောက်ထပ်တစ်ခုကတော့ညီမတို့ကဒီ admin ပါ admin ဆိုတဲ့ account ကတော့ညီမတို့က owner လို့ပါပဲ owner အတိုင်းဒါတွေအကုန်လုံးကိုညီမတို့အသုံးပြုလို့ရတယ်ဒါပေမဲ့ owner နဲ့မတူတဲ့အချက်တစ်ချက်ကညီမတို့ကဒီမှာအစီရင်ခံစာများဆိုတဲ့ကဏ္ဍရဲ့မှာငွေစည်းရင်းအစီရင်ခံစာတစ်ခုကို admin က ကြည့်လို့မရပါဘူးအတွင်ရဲ့ fashion ထဲမှာဆိုရင်ကျန်တာအကုန်သုံးလို့ရပြီမြန်မာတို့ရဲ့အစီရင်ခံစာများကဏ္ဍတွေကငွေစည်ရင်းကတော့ admin ကအလုံးမလုပ်ပါဘူးဒါကြောင့်မလို့ဒီမှာတို့က owner လို့ပေးရင် software တစ်ခုလုံးသုံးလို့ရမယ် admin လို့ပေးရင်တော့ငွေစည်ရင်းအစီရင်ခံစာကိုအသုံးပြုလို့ရမှာမဟုတ်ပဲဖြစ်နေမှာပါ နောက်ထပ်တစ်ခုကတော့ညီမတို့ကဒီမှာဆိုရင်ဆေးဆိုပြီးရှိပါတယ်ညီမတို့ကဆေးဆိုပြီးတော့ဆေးအကောင့်ဖွင့်ခဲ့မယ်ဆိုရင်တော့ညီမတို့ကဒီ software ထဲမှာတခြားကဏ္ဍတွေကိုအသုံးပြုလို့မရဘဲနဲ့ဒီလိုအယောင်ကဏ္ဍတစ်ခုပဲသုံးလို့ရမယ်အယောင်ထဲမှာဆိုရင်ညီမတို့ကအယောင်ဖြည့်စာဖွင့်တာမျိုးစားတဲ့အကြောင်းအရာတွေပဲပြုလုပ်လို့ရပါမယ် နောက်တစ်ခုအနေနဲ့ညီမတို့ကဆေးမဟုတ်ပဲနဲ့ဆေးမန်နေဂျာလို့ဖွင့်ခဲ့ရင်တော့ဆေးမန်နေဂျာကဆေးလို့ပဲအယောင်ယောင်လို့ရမယ်ဒါပေမဲ့ဆေးဆိုရင်အယောင်ပေါင်းချာလေးဖြတ်လို့မရပါဘူးဆေးမန်နေဂျာကတော့ညီမတို့ရောင်းထားတဲ့အယောင်ပေါင်းချာလေးကိုဖြတ်လို့ရမယ် သူကတော့အယောင်ပေါက်ချဖြတ်တဲ့ function လေးပါအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ညီမတို့ကဒီမှာပါတဲ့ purchase ဆိုတာလေးပဲဖြစ်ပါတယ်။ဒီ purchase ကိုညီမတို့က purchase account ဖွင့်ထားတယ်ဆိုရင်လည်းဒီအဝယ်ကဏ္ဍကိုပဲအသုံးပြုလို့ရမယ်။အဝယ်ပေါက်ချဖွင့်တာလေးပဲအသုံးပြုလို့ရမယ်။ဒါပေမဲ့အဝယ်ပေါက်ချကို ဖြတ်တာတွေတော့ပြုလုပ်လို့ရမှာမဟုတ်ဘူး။အဲ့လိုမျိုးအဝယ်ပေါက်ချကိုဖြတ်ချင်တဲ့အဝယ်ကဏ္ဍကိုပဲလုပ်ချင်တယ်ဆိုရင်တော့ညီမတို့က purchase manager ဆိုတာလေးကိုရေးထားပေးဖို့လိုတယ်။နောက်ထပ်တစ်ခုကတော့ဒီမှာပါတဲ့ညီမတို့က stock 娃娃。 ဒီ stock keeper မှာဆိုလို့ရှိရင်တော့ညီမတို့ကကုန်ပစ္စည်းဆိုတဲ့ဒီကဏ္ဍလေးရှိပါတယ်ညီမတို့ကဒီကုန်ပစ္စည်းဆိုတဲ့ကဏ္ဍထဲမှာရှိရဲ့ဒီဒီဘောနော်ဒီအချက်လက်လေးတွေအကုန်လုံးကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒီတော့ကုန်ပစ္စည်းစင်းရနေစပြီးတော့ညီမတို့ကဝန်ဆောင်မှုမျိုးစားတွေစတဲ့ category တွေကိုညီမတို့ရဲ့ stock keeper ကအကုန်လုံးအသုံးပြုလို့ရမှာပါပြီးရင်တော့ stock keeper ပြီးသွားတဲ့အခါကျညီမတို့က warehouse manager ပါဒီ warehouse manager ပါဆိုရင်တော့ warehouse manager ကဘလို့အရာတွေကိုပဲအသုံးပြု ို့ရမလဲဆိုတော့သူကအဝယ်နဲ့ဒီညီမတို့အဝယ်ဆိုတဲ့ကဏ္ဍလေးနဲ့ကွန်ပျူစီဆိုတဲ့ကဏ္ဍလေးဒီကဏ္ဍနှစ်ခုကိုပဲအသုံးပြုလို့ရမယ်ဒီရောညီမတို့ကအဝယ်ထဲမှာရှိတဲ့အကြောင်းအရာတွေအကုန်လုံးအသုံးပြုလို့ရမယ်ပြီးတော့ကွန်ပျူစီထဲမှာရှိတဲ့ဒီအကြောင်းအရာတွေအကုန်လုံးကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ညီမတို့ကဒီမှာပါတဲ့ခရှာပါခရှာကတော့ညီမတို့ကဆေးနဲ့တူပါတယ်ဒါပေမဲ့သူကဘာခွာလဲဆိုလို့ရှိရင်ဆေးမှာဆိုရင်ညီမတို့ကအယောင်ပေါင်းချခွင့်တာ ီမှာဆိုရင်အယောင်ထဲမှာမှညီမတို့ကအယောင်ပေါင်းချပွင့်တဲ့အပိုင်းမဲဆေးကအသုံးပြုလို့ရမယ်ဒါပေမဲ့ညီမတို့ကခုနကဒီနေရာလေးမှာကတ်ရှာကိုထားခဲ့ရင်တော့ကတ်ရှာနဲ့အကောင့်ဖွင့်ထားတယ်ကတ်ရှာအကောင့်ကိုသုံးမယ်ဆိုရင်တော့အယောင်ပေါင်းချဖွင့်တာတွေအပြင်ကိုမှညီမတို့ကကိုယ်ဆိုင်မှာရှိရဲ့ငွေငွေငွေထွက်ငွေပေါ့နော်စတာတွေတတ်မှတ်တာတွေဒါမျိုးလေးတွေတော့အသုံးပြုလို့ရတယ်ဒီမှာဆိုရင်ငွေငွေထွက်ငွေတွေမှာမှညီမတို့က ကိုယ်ဆိုင်ရဲ့ထောက်ငွေထည့်တာမျိုးပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေကိုတော့ကာရှာကနေအသုံးပြုလို့ရပါတယ်ရှင်ဒီတော့ညီမတို့ကဒီနေရာလေးမှာကိုကအစင်းသမတ်ချင်းထဲမှာလဲပြီးအလိုက်ရေးပြီးလို့ရတယ်အုံနာလားတမောင်းလို့ရှင်ရင် admin ဘာမို့ရင်စီစီမန်နေဂျာ quality specialist manager ဂျာစာရာကြီးကိုညီမတို့ကအသုံးပြုလို့ရတယ်ဒီမှာပါတဲ့ mobile server နဲ့နောက်ထပ်တစ်ခုက starman ကတော့ software ရနှစ်ခုပါထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ user နဲ့မဆိုင်ရဘူးပေါ့နော် user ရဲ့ တုံးလို့ရတဲ့ကဏ္ဍမှုတွေအတွက်ကြောင့်မလို့ဒါကအုံပြုစရာမလိုပါဘူးရှင်ဒီတော့ညီမတို့ကဒီထဲမှာ owner admin sale sale manager နဲ့ purchase ရဲ့ purchase manager ရဲ့ပြီးတော့ warehouse တုံးလို့ရမယ် stock keeper တုံးလို့ရမယ်စတဲ့ function တွေကိုညီမတို့က level လိုက်တုံးပြုလို့ရပါတယ်ဒီတော့ညီမကဥမာအနေနဲ့ account လေးတစ်ခုဖွင့်ပြမယ်ညီမက sale account ဖွင့်ပြပါမယ်ဒါကြောင့်မလို့ညီမကအုံပြုရဲ့နာမည်ကိုနာမည်လေးတစ်ခုပေးမယ်ပြီးရင်တော့ password ကိုလည်းညီမကတလီလုံးဝဲတက်မှတ်လိုက်ပါမယ် နောက်တစ်ခုကတော့ညီမကဒီနေရာမှာအဆင့်တက်မှတ်ခြင်းမှာဆိုရင်စီးကောင်းရဲ့ဖွင့်မှာလို့ညီမကစီးကိုပဲထားမယ်ပြီးရင်တော့သိမ့်မီလေးကိုညီမရွှေးလိုက်ပါမယ်ဒါဆိုရင်ညီမတို့မှာအသုံးပြုတဲ့သူကနှစ်ခုရှိသွားပြီးအုံနာလည်းသုံးတယ်စီးလည်းသုံးတယ်ဒီတော့ညီမတို့ကဒီစီးဆိုတဲ့အကြောင်းကြီးနဲ့ဘယ်လိုမျိုးသုံးလို့ရမလဲဆိုတာကိုဖြစ်ပြပါမယ်ဒါကြောင့်ညီမဒီထွက်မီလေးနဲ့ထွက်ပြပါမယ် အဲ့လိုမျိုးထွက်ညီနဲ့ထွက်ပြီးတော့မှ software နဲ့ပြန်ဝင်တဲ့ခါကျရင်ညီမတို့ကပုံမှန်ဝင်နေတဲ့အုံနာအုံနာနဲ့ဝင်မယ်နဲ့ C account နဲ့ဝင်ပြပါမယ်။ဒီတော့အသုံးပြုသူရဲ့အမည်နဲ့မှာညီမပေးခဲ့တဲ့ C1 ကိုထားမယ်။ password ကတော့ခုနကထားခဲ့တဲ့တေးလေးလုံးကိုထည့်ပြီးတော့ညီမက login ဝင်ပါမယ်ရှင်။ ဒီလိုမျိုးညီမတို့ကစီးကောက်နဲ့ဝင်တဲ့အခါမှာဆိုရင်တော့အခုညီမတို့ရဲ့မှာဆိုရင်အသုံးပြုလို့ရတာကအယောင်တစ်ခုပဲအသုံးပြုလို့ရပါတယ်။ဒီတော့ညီမကဒီမှာဆိုလို့ရှိရင်စီးကောက်နဲ့အသုံးပြုတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့အယောင်ကန်တာထဲမှာမှာညီမကအယောင်ရောင်းတာလေးပဲပြုလို့လို့ရမယ်။ဒီချက်တခြားပဲရဖို့မှညီမတို့ကတုံးလို့ရမှာမဟုတ်ပါဘူး။အားလုံးပဲတရားအချင်းတော်နေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။